မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ဒါတနင်္ဂနွေနေ့ညမှာစားမဲ့လေပွဲစီနေတည်းကနေပြီးတော့မှဒါ သုံးသက်အဆင်ပြေမဲ့ပွဲစဉ်သုံးပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသက်ပြမယ်။အော်ဒီ Premier League တပွဲရဲ့ Italy Italy C တပွဲရဲ့ပြီးတော့ဒီ Argentina Division 1ကပွဲစဉ်တပွဲရဲ့ဘောနော်အဲသုံးပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသက်ပြမယ်။ဘောနော်အဲ့တော့ဒီနေ့ပွဲစဉ်တွေကိုကြိုပြီးတော့မသုံးသက်ပြခဲ့မှာဆိုလို့ရှိရင်လည်းဒီကျွန်တော်ရဲ့ Telegram Channel မှာတခြားပွဲစဉ်တွေရဲ့သုံးသက်ချက်တွေကိုတင်ပေးရပါဘောနော်။အဲ့တော့အဲ့တော့ Telegram Channel ကို join ချင်တယ်ဆိုလို့ရှိရင်ဒီ video အောက်က comment မှာဒါ Telegram Channel link ကိုဒီ pin comment pin comment အနေနဲ့ထားပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒါဒီနေ့ညရဲ့ဒါပရမအောင်ဆုံးပွဲစဉ်ကဒီနေ့ည10:00နာရီကစားမဲ့ England Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Liverpool ပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်ချယ်ဆီကတည်ကြရင်ပြား60ရှုံမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှင်တုံးပုတ်တင်35ပြားရှုံမယ်ဆိုပြီးရေးထွက်တယ်ပေါ့နော်အဲ့တော့လီလီဗာပူးကဒီပြီးခဲ့တဲ့အပတ်မှာဆိုလို့ရှင်သူစပါးကို ၅ခုတကူနဲ့နိုင်ခဲ့ပြီးတော့တရားပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပြီးဖြစ်တယ်နော်ပြီးတော့အခုတစ်ပတ်အတွင်းမှာဆိုလို့ရှိရင်လက်ပဘူးကစားသမားလေးရဲ့ပြောမယ်ဆိုလို့ရှိရင်လေးကျင်ငန်းဆင်းတဲ့အချိန်တက်ပို့ပြီးတော့သူတို့ရဲ့အောင်ပွဲခံတဲ့အချိန်ကပို့ပြီးတော့မြန်ပြနေလိမ့်မယ်ထင်တယ်ဗောနော်ဒီတစ်ပတ်ကခြေစည်းကတော့ဒါပရီးမီးယားလိရဲ့ထိတ်ဆုံး၅သင်းစီးရင်ဝင်ဖို့အတွက်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်ကိုသူအနိုင်ကစားဖို့ကြိုပြီးတော့ပြင်ဆင်ထားလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ပြီးတော့ခြေစည်းရဲ့ဒါတော့ပြိုင်ပွဲဆိုနောက်ဆုံး14ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ twin goal 2 goal နဲ့အထက်ပေးခဲ့ရပြီးတော့သူတို့ရှုံးခဲ့ရတာသူတပွဲမှမရှိခဲ့ဘူးဗောနော် ဒီတစ်ဖက်ကလေဘော်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်ဆက်ကသွင်းကို2ဂိုးထပ်ဖို့သွင်းပြီးတော့အနိုင်ယူကြထားခဲ့တာလေစုစုပေါင်းတပွဲပဲရှိခဲ့တယ်ပေါ့နော်ပြီးတော့လေဘော်ရဲ့အဝေးကွင်းနောက်ဆုံး3ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်2ပွဲရှုံးတယ်ပေါ့နော် ်ပြီးတော့ဒီလော်ဘူးနဲ့ချဲစီရိုးရဲ့ထိတဲ့ထိဆောင်ခဲ့တဲ့မှတ်တမ်းတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါတည်ကြားခဲ့တဲ့ပွဲစဉ်တွေကပိုပြီးတော့များခဲ့တယ်ဘုနော်နောက်ဆုံးထိတဲ့ထိဆောင်မှု၁ကြိမ်ပါဆိုလို့ရှိရင်တာမန်ပွဲကစားချိန်မိနစ်60အတွင်းမှာတည်ကြားခဲ့တာအစုစုပေါင်း၈ပွဲတိရှိတယ်ဘုနော်ပြီးတော့ဒီချဲစီရဲ့နီးပြဖြစ်တဲ့ဒီအန်ဆိုမာရက်စကာအနေနဲ့ဆိုလို့ရှိရင်လည်းဒီပြီးခဲ့တဲ့ဂျာလာရီညမှာတော့ဥရောပပွဲစဉ်ကစားထားတာဖြစ်တာကြောင့်ဒီနေ့မှာဒါသူ့အသင်းရဲ့လူစင်းကိုအနှင်းရဲ့ အဲပြောင်းလဲလာနိုင်တယ်ဗောပြီးတော့ကိုသမားနေရာမှာဆိုလို့ရှင်လဲဒါဒန်ဟန်ကနေပြန်ပြီးတော့ကောင်းလာတဲ့ဒီရိုဘတ်ဆန်ချက်ကိုပြန်ပြီးတော့အသုံးပြုလာနိုင်တယ်ဒီတစ်ဖက်ကလဘဘူးကတော့ဒီယာဒီမှာဆိုလို့ရှင်ဒန်ဟန်ကကစားသမားပြဿနာတော်တော်လေးကိုနည်းတယ်ဗောနော်ဒါကြောင့်မဲဒီချက်ကပဲလဘဘူးကိုခုနှစ်ပရီးမီယာလီဂ်မှာချန်ပီယံဖြစ်လာစေခဲ့တယ်လို့ထင်တော့ထင်နိုင်တယ်ဗောနော်ပြီးတော့ဒီနေ့ပွဲမှာလဘဘူးကသူ့ရဲ့ကစားသမားအစုံလင်ကိုရွေးချယ်စရာရှိတယ်ဗောနော်ဒါပေမဲ့လို့လဘဘူးကခုနှစ်ပရီးမီယာလီဂ်မှာဆိုလို့ရှင်ချန်ပီယံဖြစ်လာခဲ့ပြီဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်ကိုဒီတက်တောင်းတက်တာဖြစ်အောင်ကစားလိမ့်မယ်ပြီးတော့ Chelsea အနေနဲ့ကကျတော့လေ ်ဒါ conference ပြိုင်ပွဲကလွဲလို့ရှင်တခြားပြိုင်ပွဲဒီမှာဆိုလို့ရှင်သူတို့ရဲ့တိုက်စစ်ကဒါကိုရဖို့ဆိုလို့ရှင်တော်တော်လေးကိုရုန်းကန်ရတာကိုတွေ့ရပြီပြီးတော့ဒီ Liverpool နဲ့ Chelsea တို့ရဲ့ဒါနောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့၈ချိန်မှာဆိုလို့ရှင်လေ9ချိန်ကနှစ်သင်းပေါင်းအတွင်းကို၄ဂိုးအောက်ကိုရောက်ခဲ့ပြီးတော့ဂိုးမရှိသေးကြခဲ့တဲ့ပွဲစဉ်စုစုပေါင်းက၄ပွဲရှိခဲ့တယ်ခုနကအဲ့ဒီပွဲမှာ ဒါနှစ်သင်းပေါင်းသင်းကိုယ်ဒီနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနပြီးတော့တီချားခဲ့မယ်ဆိုလို့ရှိရင်လည်းဒီပွဲကဒါနှစ်သင်းလုံးတွဲဆိုလို့ရှိရင်မျှတာလေးရလဲတခုဖြစ်မယ်လို့လည်းကျွန်တော်ထင်တယ်ဘောနအဲ့တော့သုံးကိုသွင်း15ပြားရှုံးမဲ့ဒါ9ပေါင်းကြီးတခုမှာဒါပရမအောင်ဆုံးပွဲစဉ်မှာတော့ကျွန်တော်9ကိုရွေးချယ်ပြီးခြင်းနဲ့ဘောအဲ့တော့ဒါဒီနည်းညာရဲ့ဒါ ဒုတိယမြောက်ပွဲစဉ်ကဒီနေ့ည09:15မှာကစားမဲ့အီတလီစီးရီးယားပွဲစဉ်တစ်ပွဲဖြစ်တယ်။ဘိုလွန်းနာနဲ့ဂျူပင်တက်ပေါ့နော်။အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဘိုလွန်းနာကဒါတည်ကြရင်ပြား60ရှုံမဲ့ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်2ဂိုးသွင်း25ပြားရှုံမဲ့ပေါ့နော်။အဲ့တော့ဒီဘိုလွန်းနာကလက်ရှိမှာဆိုလို့ရှိရင်အိမ်ကွင်းတော်တော်လေးကောင်းတယ်ပေါ့နော်။အိမ်ကွင်းနောက်ဆုံး6ပွဲစတဲ့မှာသူလုံးဝမရှုံခဲ့ဘူး။ပြီးတော့စီးရီးယားနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းသူ9ပွဲတိနိုင်တယ်ပေါ့နော်။ဒီတစ်ဖက်က ဂျိုပင်လက်တော့အဝေးကွင်းပွဲစီနေမှာဆိုလို့ရှိရင်တော်တော်လေးကိုရှုံးကန်နေရတယ်ပြီးတော့ခန်စပိုင်းကလည်းအဝေးကွင်းမှာဆိုလို့ရှိရင်ဒီ PO တွေတောက်ချောက်ခွင့်ယူပေးထားတယ်ဘာလို့ပြီးတော့ဘိုလိုနာကလက်ရှိမှာဆိုလို့ရှိရင်ချန်ပီယံလိဝင်ခွင့်ကိုသူတို့ပြင်မထားနေတဲ့အသင်းဖြစ်တယ်ဘောနော်အဲ့တော့ဒါသူတို့ရဲ့အနီးကပ်ဆုံးပြိုင်ပွဲဖြစ်တဲ့ဂျိုပင်တက်ကိုဒီနေ့အိမ်ကွင်းမှာဒါအနိုင်ကစားဖို့သူတို့တင်းဒီပေါ်ဂျိုပြီးပြင်ဆင်ထားလိမ့်မယ်လို့ထင်တယ်ဒီတစ်ဖက်ကဂျိုပင်တက်အနေနဲ့ကျွန်တော်လေးဒီပြီးခဲ့တဲ့မိုဇာနဲ့ပွဲစဉ်မှာဆိုလို့ရှိရင် ဒါဒုတိယပိုင်းတစ်ပိုင်းလုံးကိုသူတယောက်ယောက်နဲ့ကစားခဲ့ရတယ်ဒါပေမဲ့လို့သူတို့ရဲ့ခံစစ်ကပေးကိုတကိုးမှမုံစာကိုခွင့်ပြုမပေးခဲ့ရဘူးသူတို့ပထမပိုင်းကတွင်းခဲ့တဲ့နှစ်ကိုးနဲ့တူးစီနဲ့နိုင်ရခဲ့တယ်ဘာလို့ဒါပေမဲ့လို့ဒီနေ့မှာဒီဂျိုဘက်တန်အနေနဲ့ဘိုလိုနာကိုအဝေးကွင်းမှာဂိုးမပေးရအောင်ဆွမ်းဆောင်နိုင်ဖို့ဆိုတော့တော်တော်လေးကိုခက်ခဲတယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာဂျိုဘက်တန်ကပြောမယ်ဆိုလို့ရှင်အမှတ်ရော့လို့မဖြစ်ဘူးဆိုပေမဲ့လို့ဒါသူ့ရဲ့လူစင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်အဓိကကစားသမားတချို့ကဒီနေ့ပွဲစဉ်ကိုဟိုလွဲချုံမှာဖြစ်တယ်ဘာလို့အဲ့တော့အိမ်ကွင်းမှာဆိုလို့ရှင် အဲလက်ရှိမှာပုံစံကောင်းနေရနေတဲ့ဒါဘိုလွန်တော်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ပို့ပြီးတော့သဘောကျတယ်။ဘာလို့ဒီတေးရေးကြရင်ကြား60ရှုံးမယ်ဆိုပေမဲ့လို့ဒီပွဲမှာဘိုလွန်တော်အနေနဲ့ဒါဂျူပင်တက်ကိုတေးရေးနဲ့အနိုင်လောက်တူကစားနိုင်တယ်လို့ကျွန်တော်ထင်တယ်ဗောနော်။အဲ့တော့ဒုတိယမြောက်ပွဲစဉ်မှာတော့ဒါဘိုလွန်တော်အတင်းကိုရွေးချယ်ပေးခြင်းတယ်ဗော။အဲ့တော့ဒါဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကဒီနောက်နေ့မနက် ဒါ၃နိုင်ခွဲမှာကစားမယ်အာဂျင်တီးနားဒီဗီရှင်1ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါကလပ်အက်ဒလက်တီဂရာနဲ့ပိုကာဂျူနီယာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ပိုကာဂျူနီယာကတည်ကြရင် ပြား30ပဲရှုံမယ်ပေါ့နော်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်2ဂိုးသွင်း 45ပဲရမယ်ဘောနအဲ့တော့ဘောကဂျူနီယာကဒီပွဲစဉ်မှာသူတို့ဘောင်းဘက်ပြန်လုပ်ပြရမယ်ပွဲစဉ်လေးပွဲဖြစ်တယ်ဘောနဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် River Plate နဲ့သူကစားရယ်ဒါပထမပိုင်းမှာဖြစ်ခဲ့တဲ့2-1ဆိုတော့ရလဲနေပဲဒါတပွဲလုံးပြီးသွားခဲ့ပြီးသူ2-1နဲ့ရှုံးခဲ့တယ်ဘောနအဲ့တော့ဒါဒုတိယပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်ဘောကဂျူနီယာကဒီတွင်းကိုလေးပြန်ပြီးတော့မရခဲ့ဘူးအဲ့တော့ဒီနေ့မှာသူတို့ရဲ့တိုက်စစ်ကဒီပုံစံကောင်းနေပြန်ပြဖို့လိုတယ်ဘောနဒီတစ်ဖက်ကဒါတီဂရာအသင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေသူတို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် อีสจูตีรันดาအတင်းနဲ့ဂုံးရှိတည်ကြခဲ့တယ်အဲ့တော့နောက်ဆုံး၄ဘွဲဆက်မှာဆိုလို့ရှိရင်သူတို့အတင်းနေနဲ့နိုင်ဘွဲလုံးဝမရခဲ့ဘူးဘာလို့ပြီးတော့ဒီသူတို့ရဲ့တိုက်စင်းတဲ့ခံစေဆွမ်းဆောင်ရည်ကဒီလက်ရှိမှာဆိုလို့ရှိရင်တော်တော်လေးကိုဖောင်အောက်တယ်ဘာလို့အဲ့တော့ဒါဘိုဂါဂျူနီယာနဲ့တွေ့ရမယ်ဒီနေ့ပွဲစဉ်အန်ဒါသူတို့တွေ့ဆိုလို့ရှိရင်ဂျင်းဒီပေါ့စိုးရင်စရာတစ်ခုဖြစ်လာနိုင်တယ်ဘာလို့ဘိုဂါဂျူနီယာရဲ့ တိုက်စစ်မှာဆိုလို့ရှိရင်လက်ရှိတိုက်စစ်မှုမာရန်တီရန်ကပြီးခဲ့တဲ့ River Plate နဲ့ပွဲမှာဆိုလို့ရှိရင်သူ၉ပေါက်တွေ့ထားရခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းဒီကစားသမားရဲ့ twin goal တွေကိုကျွန်တော်မျှော်လင့်ကြည့်နိုင်တယ်ပြီးတော့လက်ရှိနှစ်သင်းလုံးရဲ့ form ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Boca Junior ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကဘောဂါဂျူနီယာအနေနဲ့အနိုင်ကစားနိုင်ခဲ့မှာဆိုလို့ရှင်အာဂျင်တီးနား division 1ရဲ့ဇေယျထိပ်ဆုံးကိုသူပြန်ပြီးတော့တလန်းနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတည်ကြရင် ပြ30ပဲရှုံမဲ့ဂျီတစ်ခုကတော်တော်လေးကိုပိုကာဂျူနီယာဘက်မှနေရတန်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့။အဲ့တော့နောက်ဆုံးပွဲစဉ်မှာတော့ဒါပိုကာဂျူနီယာအသင်းကိုရွေးချယ်ပေးခြင်းတော့ပေါ့။